ကမ္ဘာတဝန်းလက်နက်ကင်ဂရိပခါရီဖြစ်ပွားနေခြင်းဘေးဒုက္ခရောက်နေသူတွေအတွက်ဆူတောင်းပေးကြဖို့ပုံဟန်းမင်းကြီးလီယိုဆက်လီကပြောဆိုလိုက်ပါတယ်။ကမ္ဘာတဝန်းကျန်းဖတ်မှုတွေကြောင့်ဒုက္ခရောက်ရသူအတွက်ဆူတောင်းရမှာပါဝင်ကြဖို့ဖိတ်ကြားပါတယ်လို့ပုံဟန်းမင်းကြီးကဆိုပါတယ်။ပုံဟန်းမင်းကြီးကမြန်မာပြည်သူတွေအတွက်ဆူတောင်းပေးခဲ့ပြီးမြန်မာပြည်သူတွေကိုမမေ့ထားဖို့နဲ့လိုအပ်တဲ့လူသားချင်းစာနာမှုအကူအညီတွေထောက်ပံ့ကြဖို့နိုင်ငံတကာတန်းကိုင်းကိုတောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံကကမ္ဘာအစိုးရအစုံလူသားချင်းစာနာမှုအကျက်တဲရင်ဆိုင်နေရချိန်မြန်မာပြည်သူတွေကိုမိမထားကြဖို့ပုံဟန်မင်းကြီးကအခုလိုဆောခဲ့တာပါဆင်းရနာသိမ်းမှုနောက်ပိုင်းပြည်ပခါကြောင့်ထောင်ပေါင်းများစွာသောမြန်မာပြည်သူတွေတည်ဆုံခဲ့ရပြီးသုံးသန်းကျော်နေရဆွန့်ခွာခဲ့ရပါတယ်မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူနေအေရိယာများပြပျက်စီးခဲ့ပြီးပန်းနဲ့ချီတဲ့ပြည်သူတွေဟာစားနပ်ရိက္ခာဆေးဝါးနဲ့နေထိုင်စရာလိုအပ်နေပါတယ် မြန်မာလူရည်ရဲ့ထက်ဝက်ကျော်ဟာလူသားချင်းစာနာမှုကိုညီလိုအပ်နေတယ်လို့ကုလသမဂ္ဂအဖွဲ့ကခန့်မှန်းထားပါတယ်။မြန်မာရွေးကောက်ပွဲကိုလေးလာဆောင်ကြည့်သူတွေဆေလွတ်မလို့အင်ဒိုနီးရှားနိုင်ငံကမဆုံးဖြတ်ရသေးဘူးလို့နိုင်ငံရေးဝန်ကြီးဆူဂီယိုနိုကပြောပါတယ်။အင်ဒိုနီးရှားအစိုးရကဒီဇင်ဘာလကုန်မှာပြုလုပ်မဲ့မြန်မာရွေးကောက်ပွဲကိုလေးလာဆောင်ကြည့်သူတွေဆေလွတ်မလို့မဆုံးဖြတ်ရသေးဘူးလို့၎င်းကဗိုလ်ရုံးနေမှာသတင်းနောက်တွေကိုပြောပါတယ်။ ရွှေကောက်ပွဲလေးလာဆောင်ကြည့်အဖွဲ့ဆစ်လွတ်မလွတ်ကျွန်တော်တို့မဆုံးဖြတ်ရသေးပါဘူး။ရွှေကောက်ပွဲမှာအလုံးပါဝင်ဖို့လိုလားတဲ့ဆိုတာကျွန်တော်တို့ပြောကြားခဲ့ပြီးဖြစ်ပါတယ်လို့၎င်းကဆိုပါတယ်။ရွှေကောက်ပွဲလုပ်ငန်းစဉ်မှာအလုံးပါဝင်တယ်လို့အာဆီယံထိပ်သီးဆွေးနွေးပွဲမှာမြန်မာကိုယ်စားလှယ်ကပြောကြားခဲ့တယ်လို့သူကဆက်ပြောပါတယ်။မြန်မာစစ်ကောင်မရှင်ရွေးကောက်ပွဲရဲ့တရားမျှတမှုကိုတန်လျာရှိတယ်လို့ကုလသမဂ္ဂတွင်ရင်မှုချုပ်အန်တိုနီယိုဂူတာရက်စ်ကထုတ်ဖော်ပြောခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေဟာမြန်မာရွေးကောက်ပွဲနဲ့ပတ်သက်လို့သဘောထားပွဲလွှဲနေပြီးအာဆီယံဘွဲ့ကဘုံသဘောတူညီချက်မရရင်ဖိလစ်ပိုင်ကကိုယ့်ဘာသာဆုံးဖြတ်မယ်လို့ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကပြောပါရယ်ရွေးကောက်ပွဲထက်အကြမ်းဖက်မှုရဆိုင်းရေးနဲ့အလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုကိုဦးစားပေးရမယ်လို့အာဆီယံနိုင်ငံတွေကအောက်တိုဘာ26ရက်ပူရဲထုတ်ပြန်ချက်မှာတောင်းဆိုခဲ့ပါရယ်